ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ PowerPoint software ထဲမှာ font တွေကို default အနေနဲ့ပုံသေးချိန်ထားလို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ဒီသင်ခန်းစာလေးမှာသင်ကြားပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့က PowerPoint ကိုသုံးပြီးတော့မှ presentation တွေလုပ်ချင်တဲ့အခါမှာ slide တွေဖန်တီးရတော့မယ့်အခါမျိုးမှာ font လေးတွေကိုကျွန်တော်တို့ကပုံသေးချိန်မထားခဲ့ဘူးဆိုရင် PowerPoint software ကနေပြီးတော့မှ default အနေနဲ့ထားထားတဲ့ font တွေပဲ အဲရှိနေလိမ့်မယ်ပေါ့နော်ဒီတော့ကိုကအများတန်း power point ကိုတုံးပြီးတော့မှအလုပ်လုပ်တဲ့အချိန်မှာ phone လေးတွေကို default အနေနဲ့ပုံသေးချိန်မထားခဲ့တဲ့အတွက်ကိုအများတန်းအသုံးပြုနေကြ phone မဟုတ်ဘဲနဲ့ခဏခဏ phone တွေကိုသွားပြီးတော့မှပြောင်းပေးနေရတဲ့အခါမျိုးလေးတွေရှိတယ်ဒီလိုမျိုးကိုက phone လေးတွေကိုခဏခဏမပြောင်းလဲခြင်းမူကိုကအများတန်း power point ကိုတုံးတယ် PowerPoint တုံးတဲ့အချိန်မှာလဲဖောင်လေးတွေကိုကျွန်တော်တို့ကိုအမြဲတမ်းအသုံးပြုတဲ့ပြည်တော်စုဖောင်ဆိုရင်ပြည်တော်စုဖောင်စော်ဂျီဝမ်ဖောင်ဆိုရင်စော်ဂျီဝမ်ဖောင်ဒီလိုမျိုးကျွန်တော်တို့ကကိုအသုံးပြုမဲ့ဖောင်လေးတွေကို default အနေနဲ့ထားလို့ရတဲ့ setting လေးပါပါတယ်ဒီရဲ့ setting လေးကတော်တော်များများလဲလူသိနေပြီးတော့မှအရင်အသုံးဝင်တဲ့ setting လေးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ဒီသင်ခန်းစာလေးမှာအားလုံးသိသွားအောင်မျှဝေပေးလိုက်တာဖြစ်ပါတယ်ဒါလေးကိုလက်တွေ့ပြပေးဖို့ရာအတွက် PowerPoint software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် ်ပါဝါပွိုင်းဆော့ဝဲပွဲလာပြီဆိုရင်တော့ကျွန်တော်တို့ blank presentation ဆိုတဲ့အထက်ကိုတစ်ချက်ဝင်ပေးရမှာဖြစ်ပါတယ် plan presentation ဆိုတဲ့အထဲကိုဝင်လိုက်တာနဲ့တကြိုင်နဲ့ကျွန်တော်တို့ PowerPoint software လေးထဲမှာကျွန်တော်တို့ slide တစ်ခုအနေနဲ့ default ရောက်ရှိလာတာကိုတွေ့ရပါတယ်။အခုလောလောဆယ်တော့ကျွန်တော်တို့ဖောင့်နေပြောင်းတဲ့နေရာလေးကမှိန်နေတယ်ဘာမှလုံးလုံးရမှာမဟုတ်ဘူးပေါ့နော်။ဒီတော့ကျွန်တော်တို့စာရေးလို့ရတဲ့နေရာလေးကိုကာစာလေးချလိုက်တာနဲ့တကြိုင်နဲ့ကျွန်တော်တို့ဖောင့်ပြောင်းတဲ့နေရာလေးကအလုံးလုံးသွားပြီဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ကအခုဒီမှာဆိုရင်ဖောင့်ကဘာမှဖောင့် setting တွေချိန်ပြီးတော့မှမထားရသေးတာဖြစ်တဲ့အတွက် PowerPoint software ကနေပြီးတော့မှ default အနေနဲ့ချပေးထားတဲ့ဒီရဲ့ calibrate light ဆိုတဲ့ဖောင်လေးသူကအမြဲတမ်းဝင်နေတာဖြစ်ပါတယ်ဒီလိုမျိုးကိုကစာရေးတော့မဲ့အချိန်တိုင်းမှာအာကိုကပြည်တော်စုဖောင်သွားပြီးတော့မှပြောင်းပေးနေရအောင်မယ် အောက်ကစာလေးတွေရေးဖို့ရာအတွက်ဆိုရင်လည်းကျွန်တော်တို့ကစာလေးချပြီးတော့မှကိုယ်အသုံးပြုမဲ့ဖောင်လေးတွေကိုသွားပြီးတော့ပြောင်းနေရအောင်မယ်ဒီလိုပဲကျွန်တော်တို့ကနောက်ထပ် slide အသစ်လေးတွေထပ်ခေါ်ပြီးတော့မှစာလေးတွေထပ်ပြီးတော့ရေးတော့မယ်ဆိုရင်လည်းကျွန်တော်တို့ဖောင်တွေကိုအမြဲတမ်းသွားပြီးတော့မှပြောင်းပေးနေရတယ်ဒီလိုမျိုးတွေကျွန်တော်တို့ကဖောင်တွေကိုခဏခဏသွားပြီးတော့မှချိန်ပေးနေရတဲ့အတွက်ကိုယ်လောလောအားတာလဲနှောင့်နေနိုင်တယ်ကိုယ်အတွက်လည်းတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အချိန်တွေလည်းရမ်းကြတယ်ဒီလိုမျိုးတွေမဖြစ်အောင်လို့ကျွန်တော်တို့က PowerPoint software ထဲမှာ ဖောင်လေးတွေကို default အနေနဲ့ပုံသေးချိန်ထားခဲ့ခြင်းလဲဆိုရင်တော့ကျွန်တော်တို့က slide master ကိုအသုံးပြုပြီးတော့မှဖောင်တွေကို default အနေနဲ့ပုံသေးချိန်ထားခဲ့လို့ရပါတယ်ကျွန်တော်တို့ PowerPoint ထဲမှာ slide master ကိုအသုံးပြုကျင်နေဆိုရင်တော့ကျွန်တော်တို့အပေါ်ကတက် variant ကနေပြီးတော့မှ view ဆိုတဲ့တက်ထဲကိုတစ်ချက်လောက်ဝင်ပေးရမှာဖြစ်ပါတယ် ပြူးဆိုတဲ့တက်သေးကနေပြီးတော့မှကျွန်တော်တို့ဒီမှာ slide master ဆိုတာလေးရှိပါတယ်။ဒီရဲ့ slide master ဆိုတဲ့အထဲကိုတစ်ချက်လောက်ဝင်ပေးမယ်။ slide master ဆိုတဲ့အထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ကို scroll bar နေပြီးတော့အနှဲငယ်ဆွဲလိုက်မယ်။ဒီရဲ့ border layer နေပြီးတော့လည်းအပေါ်ကိုဆွဲလိုက်လို့ရတယ်။ဆွဲပြီးသွားပြီဆိုရင်တော့ဟိုအပေါ်ဆုံးမှာကျွန်တော်တို့ slide အကြီးရှိတယ်။ဒါကိုကျွန်တော်တို့က slide master လို့ခေါ်တယ်။ဒီရဲ့ slide အထဲကိုတစ်ချက်လောက်ဝင်လိုက်ပါမယ်။ ဝင်ပြီးသွားပြီဆိုရင်တော့ DSLR ကြီးထဲမှာကျွန်တော်တို့ကဖောင့်တွေကို default အနေနဲ့ပုံသေးချိန်ထားခဲ့ကြတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဖောင့်ဆိုတဲ့နေရာလေးရှိတယ်။အဲ့ဒီထဲကိုတစ်ချက်လောက်ဝင်လိုက်မယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဖောင့်တွေကိုပုံသေးချိန်ထားခဲ့ကြတာဖြစ်တဲ့အတွက် customize font ဆိုတဲ့ထဲကိုဝင်ပေးရပါမယ်။ကျွန်တော်ဒီမှာအစောနှောင်းကစမ်းပြပေးထားတဲ့အတွက်ဒီနေရာလေးမှာ custom 1ဆိုပြီးတော့မှပြည်တော်စုဖောင့်လေးကျွန်တော်အစောနှောင်းကနမူနာဆိုင်ရနဲ့ လောက်ပြပေးထားတာဖြစ်တဲ့အတွက်ဒီနေရာလေးမှာပုံနေတယ်ပေါ့နော်ဒါကိုကျွန်တော်မလိုအပ်တော့ပါဘူးဖြတ်ချင်ပါတယ် right click နှိပ်ပြီးတော့မှ delete နဲ့ကျွန်တော်တို့ဖြတ်ချပေးလိုက်ပါမယ် share ဆိုတာလေးနေလိုက်ကျွန်တော်တို့အခုစပြီးတော့မှ font လေးတွေကိုပုံသေးချိန်ထားမှာဖြစ်တဲ့အတွက် font ဆိုတဲ့ထဲကိုဝင်ပါတယ်ပြီးရင်တော့ဒီအောက်မှာရှိနေတဲ့ customize font ဆိုတဲ့ထဲကိုတစ်ချက်လောက်ဝင်မယ် custom mic phone ဆိုတဲ့ထဲကိုဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ create new thin phone ဆိုတဲ့ပေါက်လေးကြာလာတယ်အဲ့နေရာလေးမှာအပေါ်ဆုံးမှာကျွန်တော်တို့ hidden phone ဆိုတာရှိတယ် body font ဆိုတာရှိတယ်။ဒါလေးတွေကကျွန်တော်တို့ဘာကိုပြောရလဲဆိုရင် heading font ဆိုတာကတော့ဒီအပေါ်ကကျွန်တော်တို့ခေါင်းစဉ်ရေးထားတဲ့ font ပုံတံဒီဇိုင်းကိုပြောတာဖြစ်ပါတယ်။ဒီကကျွန်တော်တို့ body font ဆိုတာကတော့ဒီရဲ့အောက်မှာရှိနေတဲ့စာတွေကိုကျွန်တော်တို့ပြောတာဖြစ်ပါတယ်။အပေါ်ကစာနဲ့အောက်ကစာတွေမှာကျွန်တော်တို့မတူညီတဲ့ font တွေကိုလည်း default အနေနဲ့ပုံတင်ထားခဲ့လို့ရတယ်။ဆိုလိုတာကဒီအပေါ်ကခေါင်းစဉ် font ကိုတော့ကျွန်တော်တို့ကပြည်တော်စု font နဲ့ရေးချင်ပါတယ်။အောက်ကစာလေးတွေကိုတော့ကျွန်တော်တို့ zoji1 font နဲ့ရေးချင်ပါတယ်ဆိုရင်ဒီရဲ့ heading font ဆိုတဲ့နေရာလေးမှာပြည်တော်စု 2ဖောင်းပြောင်းပြီးတော့မှတရက်အောက်က body phone ဆိုတဲ့နေရာမှာ Zoji 1ဖောင်းကိုထားပြီးတော့မှပုံတည်ထားခဲ့လို့ရတယ်ကျွန်တော်ကတော့အခုဒီမှာကအမြဲတမ်းပြည်တော်စုဖောင်းနဲ့ပဲအသုံးပြုတာဖြစ်တဲ့အတွက် Hardin ဖောင်းမှာလည်းပြည်တော်စုဖောင်းပြောင်းခဲ့လိုက်မယ် body phone မှာလည်းကျွန်တော်တို့ပြည်တော်စုဖောင်းပြောင်းခဲ့လိုက်ပါမယ်ဒါကြောင့်ဒီရက်ဖောင်းပြောင်းတဲ့နေရာလေးမှာဆက်လက်လေးပေးပြီးတော့မှ keyboard ကနေပြီးတော့ပြည်တော်စုဆိုပြီးတော့ရိုက်ထည့်လိုက်မယ် ဒီလိုမျိုးကျွန်တော်တို့ကရိုက်မထဲတတ်ဘူးဆိုရယ်လေဘေးမှာရှိနေတဲ့မြားလေးကိုတစ်ချက်နှိပ်ပြီးတော့ပြည်တော်စုဖောင်းလေးကိုတွေ့အောင်ရှာပေးရပါမယ်။ဒါလေးပြောင်းပြီးသွားပြီဆိုရင်တော့ဒီအောက်က body phone ဆိုတဲ့နေရာလေးမှာလည်းပြည်တော်စုဖောင်းလေးပဲထားချင်တာဖြစ်တဲ့အတွက်ပြည်တော်စုဖောင်းစွာလေးပဲထားလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့စေ့စွာလေးနှိပ်ခဲ့လိုက်။စေ့နှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ အကုန်လုံးကပြည်တော်စုဖောင်လေးပြောင်းသွားပါလိမ့်မယ်။ဟုတ်မဟုတ်ကျွန်တော်တို့ကာစာလေးချပြီးတော့မှဟုံးတက်ထဲကဖောင်ပြောင်းတဲ့နေရာလေးမှာသွားကြည့်လိုက်။ပြည်တော်စုဟက်ဒင်ဆိုပြီးတော့မှခေါင်းစဉ်ဖောင်ကလည်းပြည်တော်စုဖောင်လေးဝင်သွားလိမ့်မယ်။အောက်မှာရှိနေတဲ့ body ဖောင်ကလည်းကျွန်တော်တို့ပြည်တော်စုဖောင်လေး ဝင်သွားတော့တွေ့ရပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်တို့အတွက်ဖောင်ပြောင်းတာလေးကအဆင်ပြေသွားပြီ။ဒါပေမဲ့ကျွန်တော်တို့ကအခုအချိန်ဒီမှာဒါ PowerPoint software ကိုပိတ်ပြီးတော့ပြန်ဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ default ထားထားတဲ့ပြည်တော်စုဖောင်လေးကပုံသေးဝင်နေမှာမဟုတ်သေးဘူး။ဒီတော့ကျွန်တော်တို့ကအများအား PowerPoint software ကိုဖွင့်ပြီးတော့ဘယ်အချိန်မှလှုပ်လှုပ်လို့ကိုပြောင်းထားတဲ့ပြည်တော်စုဖောင်လေးက အမြဲတမ်းဖြစ်နေဖို့ရာအတွက်စက်တင်လေးနောက်ထပ်တစ်ခုထပ်ပြီးတော့မှချိန်ပေးဖို့လိုပါလိမ့်မယ်။ဒါလေးချိန်ဖို့ရာအတွက်ဆိုရင်တော့ကျွန်တော်တို့ slide master ကနေပြီးတော့ပြန်ထွက်လိုက်လို့ရသွားပြီ။ဒီမှာကျွန်တော်တို့ close master view ဆိုတာနေပြီးတော့ထွက်လိုက်မယ်။ထွက်လိုက်တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်တို့ပြောင်းထားတဲ့ပြည်တော်စုဖောင်လေးက heading font body font ကအမြဲတမ်းကျွန်တော်တို့ဒီမှာပြည်တော်စုဖောင်လေးဝင်သွားလိမ့်မယ်။ဒါလေးတွေကိုပုံသေးအမြဲတမ်းဝင်ဖို့ရာအတွက် design ဆိုတဲ့တက်သေးကိုဝင်ပေးရမယ်။ ဒီဇိုင်းနဲ့ဝင်ပြီးသွားပြီဆိုတာနဲ့ဒီမှာရွေးလို့ရတဲ့ဒီဇိုင်းလေးတွေရှိတယ်အဲ့ဒီဒီဇိုင်းထဲမှာကျွန်တော်တို့ကအများအတန်းပုံသေးအနေနဲ့ထားခဲ့ချင်တာဖြစ်တဲ့အတွက်ဒီရဲ့ down arrow key များလေးကိုတစ်ချက်နှိပ်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီအောက်လေးမှာကျွန်တော်တို့စိတ်ကားရန်သင်းဆိုတဲ့နေရာလေးရှိတယ်အဲ့ဒီထဲကိုဆက်ပြီးတော့ဝင်ပေးရပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့က file name ကိုကိုကြိုက်တာပေးပြီးတော့မှသိမ်းခဲလို့ရတယ်။အခုဒါဆိုရင်ကျွန်တော်ဒီမှာ file name လေးပေးခဲ့လိုက်ပါမယ်။ DEFAUND Defor Found ဆိုပြီးတော့မှ Find Number လေးပေးခဲ့ပြီးတော့စေ့စွာလေးနှိပ်ခဲ့လိုက်ပါမယ်။အခုဒါဆိုရင်တော့ကျွန်တော်တို့က Found တွေအများအားဖြင့်ကျွန်တော်တို့အဲတိန့်ထားခဲ့လိုက်ပြီပေါ့နော်။ဒီတော့ကျွန်တော်တို့တိန့်ထားခဲ့လိုက်တဲ့ဒီဇိုင်းဖောင်လေးကကျွန်တော်တို့ဒီရဲ့နေရာလေးမှာဒီဇိုင်းဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရှိနေပါလိမ့်မယ်။ဒါဆိုကျွန်တော်တို့ပိတ်ပြီးတော့ပြန်ဖွင့်ကြည့်လိုက်။ PowerPoint software လေးကိုတခြားလောက်ပိတ်လိုက်ပါမယ်။ Close နဲ့ပိတ်လိုက်။ Don't say နဲ့ပဲသိမ်းလိုက်ပိတ်လိုက်ပါတော့မယ်။ ပြီးရင်တော့ PowerPoint software လေးကိုပြန်ပြီးတော့မှဖွင့်ကြည့်လိုက်မယ်ပြန်ဖွင့်ကြည့်လိုက်မယ်ဖွင့်ပြီးသွားပြီဆိုရင်တော့ blank presentation ဆိုတဲ့အထဲကိုဝင်လိုက်ဝင်ပြီးသွားပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ cursor လေးချကြည့်လိုက်အခုလောလောဆယ်တော့ကျွန်တော်တို့ဒီမှာပြည်တော်စု font ကမပြောင်းသေးဘူးဒါပေမဲ့ကျွန်တော်တို့အစောနောက်ကပုံတည်ထားခဲ့တဲ့ font လေးနဲ့ပဲအသုံးပြုချင်တာဖြစ်တဲ့အတွက် ဒီဇိုင်းဆိုတဲ့အထဲကိုဝင်ပြီးတော့မှကျွန်တော်တို့အစောနောက်ကပေးခဲ့တဲ့ Deadfall Found ဆိုတဲ့ဒီဇိုင်းလေးကဒီရဲ့နေရာလေးမှာရောက်နေလိမ့်မယ်။ဒီတော့ဒီကောင်လေးနဲ့ကျွန်တော်တို့အမြဲတမ်းသုံးမှာဖြစ်တဲ့အတွက် Deadfall Found ဆိုတာလေးမှာကလစ်တစ်ချက်နှိပ်လိုက်။ဒါဆိုရင်ကျွန်တော်တို့ဒီဖောင်လေးတွေအားလုံးကကျွန်တော်တို့သတ်မှတ်ခဲ့တဲ့ပြည်တော်စုဖောင်လေးပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီနီလန်းကိုအသုံးပြုပြီးတော့မှ PowerPoint Software ထဲမှာဖောင်လေးကို တက်ဖို့အနေနဲ့ကိုအမြဲတမ်းအသုံးပြုတဲ့ဖောင်လေးတွေကိုပုံသေးချိန်ထားခဲ့လို့ရပါတယ်။ဒီသင်ခန်းစာလေးကလက်တွေ့လုပ်ငန်းဝင်မှာလဲအသုံးပြုရမယ်ဆိုရင်အရင်အသုံးဝင်မဲ့သင်ခန်းစာလေးတခုဖြစ်တဲ့အတွက်အားလုံးအတွက်အရင်အကျိုးရှိလောက်မယ်လို့ထင်ပါတယ်။ဒီသင်ခန်းစာလေးကိုကိုကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။ အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှပြန်ပြန်ပေးလို့ရပါတယ်အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီကိုလည်းအမှန်တကယ် PowerPoint software ထဲမှာ font လေးတွေကို default အနေနဲ့ထားထည့်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ကွန်းမှန်လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ် လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ